1950ခုနှစ်ဝင်းကျင်ကလေးကစတင်လုပ်ကင်ခဲ့မှုတွေမြန်မာနိုင်ငံရဲ့စက်မှုလေယာကဏ္ဍအတွက်ဒီနေ့အချိန်မှာတော့ဆက်ရန်နေရအသုံးပြုစိုက်ပျိုးမှုတွေဟာကျေပြန့်လာနေပြီဖြစ်ပါတယ်။စက်မှုလေယာကဏ္ဍအတွက်အစိုးရရဲ့ပံ့ပိုးလှုံ့ဆော်ပေးမှုတွေနဲ့အတူလေသမားတွေရဲ့လုပ်ငန်းခွင်မှာဘလောက်များအရေးပါနေပြီလဲဆိုတာနဲ့ပတ်သက်ပြီးသတင်းတောက်ရဲမင်းကရှာဖွေဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ မနက်ငယ်လေးရဆက်ကျိုးထုတ်လုပ်မှုတွေစမှုလေးရကဏ္ဍပြောင်းလဲလောက်ကိုင်းလာရမှာတော့နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာတွင်တွင်ကြဲကြဲအသုံးပြုနေကြပြီဖြစ်ပါတယ်စမှုလေးရဦးစီးဌာနအနေနဲ့နေပြည်တော်ကောင်စီနယ်မြေအတွင်းလက်ထွန်းဆက်စခန်း၃ခုဖွင့်လှစ်ပြီးအငှောက်ဝင်ဆောင်မှုပြုလုပ်နေခဲ့ပြီးနောက်ပိုင်းမှာအခုလိုအသုံးပြုမှုများလာတာဖြစ်ပါတယ်လေယာကဏ္ဍကိုဆင့်မြောက်ဖြစ်မှာမဖြစ်မနေလောက်အောင်ဆောင်ရွက်ကဏ္ဍတွေကတော့စနစ်ကြလေးရမြေဖော်ထုတ်ဖို့တွေပဲ နစ်ကျဲတဲ့လေယာဉ်မျိုးဖော်ထုတ်ပြီးလာမှကျွန်တော်တို့ကစက်မှုလေယာဉ်ကူးပြောင်းမှုအတွက်လေအဆင့်မြင့်တဲ့လေယာဉ်သုံးစက္ကရာတွေပြောင်းလဲသုံးဆွဲနိုင်မှာအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကအဆင့်မြင့်လေယာဉ်တွေဖော်ထုတ်ဖို့အတွက်အဆင့်မြင့်စက်မှုလေယာဉ်ကူးပြောင်းနိုင်မှုအတွက်အဆင့်မြင့်လေယာဉ်တွေဖော်ထုတ်တယ်ဖော်ထုတ်ပြီးတော့ဒီအဆင့်မြင့်လေယာဉ်တွေထဲမှာကျွန်တော်တို့ကဟိုဖူးလီမက်ဂနိုက်စ်ကိုလို့ကျွန်တော်ကျွန်တော်ဆက်ဆွမ်းအားပြည့်စေဆော်ဝဲလာနေတယ်ပေါ့နော်မြေပြင်နဲ့ရိတ်သိမ်းမယ်ခြွေလိမ့်မယ်စိုက်ပြိုးမယ်အဲ့ဒါတွေကကျွန်တော်တို့ကအားလုံးဆက်နေကြပြီးဆောင်ရွက်မယ်ပြည်စီငှားရန်အသုံးပြုတာတွေထဲမှာတော့လေထုံချင်းမြေညှိချင်းနဲ့ရိတ်သိမ်းခြွေလိမ့်ချင်းစတာတွေပါဝင်တဲ့ဝန်ဆောင်မှုတွေဖြစ်ပါတယ် ဒီအတွက်ပုပ္ပသတိမြို့နယ်ကိုရွာတပြေကုန်းမှာနေထိုင်တဲ့လယ်သမားတယောက်ကအခုလိုပြောပါဗျာဒီနေ့အနေရတော့ကျွန်တော်တို့တောင်သူတွေနေရတော့လက်သုံးတဲ့လူခါချာရဖြစ်သွားပြီဒါမှမဟုတ်ဟိုကုန်ကြစေရင်တွက်ပြီးတော့ပေါ့ဟိုဆက်ကတိယာပဲတုံများကြပါဘူးလောလောဆယ်သူစက်တွေပဲတုံနေပြီထုံဆက်စကန်းတွေမှာတက်မှတ်ထားတဲ့ဝန်ဆောင်မှုနှုံးထားတွေကတော့တွန်တေကလွှာအတွက်9000ထဲတေကလွှာအတွက်18000ရူတာတေကလွှာအတွက်18000နဲ့မြင်းညှိခအတွက်တနာယီ9000လုံးတက်မှတ်ထားပါတယ်အခုကျွန်တော်တို့စက်နဲ့လောက်ရတာကြတော့ ခုသုံးဧကဆိုရင်သုံးနာရီလောက်ဆိုရင်ပြီးသွားပြီအခုကျွန်တော်မပဲကျဲတာခါတိုင်းနှစ်ကဆိုလို့ရှိရင်ကျွန်တော်ဒီသုံးဧကလေးဧကလောက်ထည့်ထိုးရတယ်ပြန်ကျဲလို့ရှိရင်15ရက်ရက်20လောက်ကျဲရတယ်အဲ့လောက်လောက်မှပြီးတယ်အခုသုံးနာရီလောက်နဲ့ပြီးပြီစက်နေဆိုတော့အခုစပားရိတ်ထားလဲထုံနေလကောင်းမယ်ပေါ့အခုကျွန်တော်စပားရွှေလိုက်တယ်ဒီခါတိုင်းရိတ်စက်နေဆိုတဲ့ခါကျတော့မဖြစ်လာအောင်ဆိုတော့အခုဒီခါတည်းပြီးသွားပြီတနေ့တည်းပဲ နေပြည်တော်ကောင်စီနယ်နိမိတ်အတွင်းမှာတော့အစစ်မြင့်လေးကစုစုပေါင်း9000ကျော်လုက္ကိုင်နေတယ်လို့သိရပြီးစက်မှုလေရပြောင်းလဲလုက္ကိုင်မှုကြောင့်တေအီကရဲ့စပားထွက်နှုန်းဟာပြန်မြတ်တင်း20လောက်ရှိတယ်လို့သိရပါဗျ။အဲကျွန်တော်တို့ကအဓိကတော့လက်မှုလေရနဲ့စက်မှုလေရကိုသွားတဲ့အချိန်မှာဒီကွန်ထရိုလန်းနေရှိတယ်ဒီရေခွက်ပုံစံတွေတိကျအတွက်စက်တွေအလွယ်တကူဝင်ထွက်သွားလာနိုင်တယ်ရေသွင်းရေတိုးစနစ်တွေမကန်တယ်အဲတိနံတွေကိုနှစ်တိရနေသုံးတိတိတိုးချက်ဆိုင်နိုင်တဲ့အကျိုးကျေးဇူးတွေရရှိမှာဖြစ်ပါတယ် စက်မှုလေယာဉ်ဦးစီးဌာနရဲ့ဝန်ဆောင်ကနှုံးထားတွေဟာလူအင်အားနဲ့ပြုလုပ်ရတဲ့အကုန်ကြမ်းစိမ်းနဲ့အသိမကွာဘူးလို့လေသမားတွေကပြောပါတယ်။ဒါပေမဲ့အချိန်တိုတိုအတွင်းအလုပ်ပြင်းစီမှုတွေကြောင့်စက်ပစ္စည်းတွေကိုအားထလာကြတာဖြစ်ပါတယ်။မထူးပါဘူး။လူတွေရိတ်တော့လဲတေကဟို2000ကျွဲပေးရတာ။အဲ့တော့ခွေကနဲ့ပါတဲ့ဆိုတော့လဲ5000လောက်ဖြစ်သွားတာ။သူကတေကကို4000ကျွဲဆိုပြီးသွားပြီ။တပားဖြစ်သွားပြီ။ဟုတ်ကဲ့ဟုတ်ကဲ့တန်ဆောတော့လို့ရ။ဒီဒီ တော်ဟောမာတဲ့ဆက်ကဆက်မဝဲဆက်ဝဲနိုင်ပူကောင်းတယ်ကိုစက်နဲ့ကိုမောင်းနိုင်ပူကောင်းတယ်ရောင်းနေရဒီခဲကွဲဘူးอ่ะမလွယ်တော့ဘူးဆက်နေရတော့ဟာမျိုးစုဘောင်းချလိုက်ရင်ပါထွက်သွားတာပဲဒီကိုညက်သွားတာပေါ့နော်ဒီဗီဒီယိုကောင်းစီနေနမိတ်တွင်မှာတော့လေယာစာပြိုးထုတ်လုပ်မှုအတွက်စက်ပစ္စည်းအပြည့်အဝအသုံးချမှုကိုလွန်ခဲ့တဲ့2021ခုနှစ်ကနေစတင်လှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ လက်ရှိစိုက်ပျိုးနေတဲ့အစင်းမြင့်လေးရေးက9000ကျော်မှာတရေကစဘာထွန်းလုံးဟာပြတ်မြတ်တင်းတရာရှိတယ်လို့လည်းဒီပြည်တော်စက်မှုလေရဦးစီးဌာန KI ဦးစီးမှုကပြောခဲ့ပါတယ်